အိန္ဒိယလိုခေါ်တဲ့မျိုးစုံနာမရှိတဲ့တာမန်လူလက်တန်းစားရီနေထိုင်ကြတဲ့ရက်ွက်လေးတစ်ခုဟာတာယာလာတဲ့နေရာလေးတစ်ခုပဲဖြစ်ပါတယ်။ဒီရက်ွက်သူရက်ွက်သားတွေကတက်ညီလက်ညီနဲ့ကြိုးကြိုးစားစားအလုပ်လုပ်ကြကြပါတယ်။ အဲဒါကြောင့်ပဲမျိုးစုံမှာရှိပေမဲ့လို့သူဟာနေသူစီစီကားကားနဲ့ပုံကြီးချောင်းစေကံအစရှိတဲ့အထွေထွေနေရာတွေကလည်းရှိလို့နေပါရယ်။တာမန်လူလက်တန်းစားဖြစ်တဲ့အသက်ကြီးကြီးအရွယ်အမေခင်နဲ့သူရဲ့သမီးနှစ်ယောက်ဟာလည်းဒီအိမ်တော်ရဆိုတဲ့ရက်ွက်ထဲမှာသူတို့ရဲ့ဘဝအစကတည်းကနေထိုင်လာခဲ့ခြင်းပဲဖြစ်တာပေါ့။အမေခင်ဟာအသက်60 60နှစ်ကနေပြီးဖြစ်ပေမဲ့လို့လည်းကြမ်းကြမ်းမာမာနဲ့တန်တန်မာမာပဲအလုပ်တွေကိုလုပ်နေတုန်းဖြစ်ပါရယ်။ဒါကတော့အမေခင်ရဲ့သမီးအကြီးဆန္ဒဖြစ်တာပေါ့။အမေ ဲလာလာပပနေဖို့အတွက်သာတွေးတောနေခဲ့ပြီးပတ်စံကိုသူများတွေလိုကောင်းကောင်းမသုံးနိုင်တဲ့အတွက်လဲသူရဲ့မိခင်အပေါ်ကိုအမြဲတမ်းမကြေမနက်ဖြစ်တတ်ပါရဲ့မနက်ဆိုရင်နေမြမထားပြီးနိုးလာပြီးဆိုရင်လဲရေမိုးရှိုးကြောကြောမောမောနဲ့ဖင်ပေါ်ရင်ပေါ်အင်ကြီးတွေနဲ့ဖင်ကျက်ပေါင်းကြီးတွေကို လူမြင်မတော်အောင်ဝစ်တက်ပါရယ်အဲ့ဒါပြီးရင်အပုပ်ကောင်ရုပ်ဆောင်နေတဲ့ဒီမျက်နှာပေါ်ကိုလှပသွားဖို့ရာမိတ်ကထူထူကြီးတွေကိုအချိန်တော်တော်ကြာကြာပေးပြီးလိမ့်ရှယ်လို့နေခဲ့တာပေါ့သူရဲ့ရည်ရွယ်ချက်ကတော့ရက်ွက်ထဲကသူ့မသဘောကျနေတဲ့ဖိုတိုရှီယာကိုလည်းမျက်ပေါက်မတက်သွားတတ်ပါရယ်ရှောင်းတဲ့မြောင်ကသေးနေလို့မြင့်လို့ပဲပြောပါရစေအငယ်မဖြစ်တဲ့နီလာကတော့ဆန္ဒလိုမဟုတ်ရပဲအိမ်ထဲမှာပဲနေပြီးမိခင်အိုကြီးကိုဂယုစားရင် အိမ်တွင်မှုလုပ်ငန်းဖြစ်တဲ့ရိုးရာမုံတွေကိုသာတနိုင်တစ်ပိုင်လုံးရင်ဈေးထဲမှာတွားရောက်ရောင်းချလေရှိပါတယ်။နီလာကစန္ဒထက်တော့ငယ်ပြီးမဲလို့လဲအမြဲလိုလိုဘူတီဘက်တီနဲ့နေတက်ကအလုံးလုံးဖုန်းနဲ့မိခင်ကိုဂယူဆိုင်ဖို့ကိုပဲတွေးနေတဲ့သူတယောက်ဖြစ်ပါတယ်။တမီလိမ္မာလေးတယောက်ဆိုရင်လည်းမမဘူးပေါ့ဗျာ။စန္ဒကမျက်နှာကိုလိမ့်ချလို့အပြီးမှာတော့သူမလူပြိုလဲဖို့အချိန်ကိုရောက်ရှိလို့လာခဲ့ပါပြီ။အဲဒါကြောင့်ပဲရုပ်လျှောတွေမောင်လေးတွေကိုတွေ့ရင်အမ်းဖို့အတွက်သူမရဲ့မိခင်ကနေမဟုတ်လာတောင်းခေလိုက်တာပေါ့။ အမေသမီးကိုပတ်စံပေးရောအပြင်သွားမလို့ဘဲကိုသွားမှလဲမြင့်ညင်မနဲ့အိမ်အလုပ်ကိုလုပ်ကူဖို့မစင်စားဘူးလားမြင့်ကိုနင်းတထေးသမီးများချက်နေတာလားမြင့်ညင်မဆိုကြည့်ဘလောက်လိမ်မာလဲနေရအကြီးဖြစ်ပြီး ရှေ့ဆောင်လမ်းပြလောက်ရမှာလေအမေကလည်းအမြဲတမ်းအဲ့ဒီအတိုင်းပဲပတ်စံတောင်းလာအနေနဲ့အပြောခံရတာများများအမေမွေးတော့ကမွေးထားပြီးတော့ အမြဲတမ်းအဲ့အငယ်မနဲ့ပဲလိုက်ရှင်နေရပဲတကယ်ပဲစိတ်ပြက်လာပြီစန္ဒာတရားပြောလဲပြောအနောက်မှာရန်နေတဲ့ညီမဖြစ်သူကိုလည်းအညိုတကြီးနဲ့လမ်းကြည့်ခဲ့လိုက်ပါတယ်အငယ်မလေးခမစန္ဒာဟာသူ့ကိုအမြင်မကြည့်ရင်နှိမ့်ဆက်တတ်တာကြောင့်ကြောက်စိုးစိုးညင်ညင်ကလေးသာရက်လို့နေတာပေါ့နင်အပေါ်ရပြောမနေနဲ့မိစန္ဒာနင့်ကိုတပြားတစ်ချက်မှမပေးနိုင်ဘူးပတ်စံသုံးရင်အလုတ်လုတ် အမေခင်ဟာဒေါသတကြီးစန္နာကိုစူဖူချိန်မောင်းလို့หนีခဲ့ပါတော့ရယ်စန္နာကလည်းအမေဖြစ်သူကိုတခုံးမကြံပြန်ပြောနေတာကြောင့်ပဲအတန်တွေဟာကြဲတဲ့ကြဲလာရင်ပဝင်းကျင်ကိုပြန်နှံ့လို့သွားခဲ့တာပေါ့နီလာကတော့ဝမ်းနေစွာနဲ့ပဲအမေနဲ့အမဖြစ်သူကိုသာရက်ကြည့်လို့หนีပါတော့ရယ်ဒီအချိန်မှာသူမတက်နိုင်တာပါရှိမှလဲနော်။ညင်ညင်ကလေးနေလိုက်တာကမှသူမအတွက်တက်တာလိမ့်မယ်လေ ခဏလောက်နေတော့လီလာကအိမ်နောက်ဘေးကိုထွက်လာခဲ့လိုက်ပါတယ်။သူမတို့ရဲ့ရှံကရှီရှီမျောမျောဖြစ်တာကြောင့်မလို့အိမ်နောက်ဘေးကိုတော်တော်လေးလမ်းလျှောက်ရပါတယ်။အဲဒီလိုနဲ့အတွေးတွေကိုပေါင်းစုံတွေးပြီးလမ်းလျှောက်လာတဲ့နီလာလည်းလမ်းတစ်ဝက်ကိုရောက်လာတဲ့အခါမှာတော့အမဖြစ်သူဟာပေါ်လာခဲ့ပြီးရှင်းချောင်းမှုကိုခံခဲ့လိုက်ရပါတယ်။ဟဲ့ငါ့ကိုပတ်စံပေးစမ်း။သမီးမမရှိဘူးလေမကြီးအမေကိုအကုန်ပေးလိုက်ပြီ။နင်ငါ့ကိုလာလိမ့်မနေနဲ့ ဆန္နာကပြောလဲပြောနီလာစီကဝဆက်အိတ်တေးသေးလေးကိုလည်းဆွဲယူခဲ့လိုက်ပြီးညမဖြစ်သူကိုတွန်းထုတ်ခဲ့လိုက်ပါတယ်။ဆန္နာတွန်းထုတ်လိုက်တဲ့အားကြောင့်ပဲနီလာလည်းပြပြမောကိုလဲကျလို့သွားပြီးတကူလုံးနာကျင်လို့သွားခဲ့တာပေါ့။ဒါပေမဲ့လို့လည်းအမဲလိုလိုဆန္နာရဲ့နှိမ့်ဆက်မှုနဲ့အနိုင်ကျင့်မှုတွေကြောင့်ဒါမျိုးတွေကနီလာအတွက်တော့ယိုးနေခဲ့ပါပြီ။မကြီးတမိဇေယောင်ထားတဲ့ငွေတွေတော့မယူပါနဲ့။အမေအတွက်စေဝယ်ပေးဖို့ခြံထားတာပါ။နေရတာအစည်းတွေကိုဝယ်ပေးနေတာ။ မြင့်အမေကတောက်လို့လားပတ်စံဝဖြုံးစမ်းနဲ့နေလားအခုတော့ဖေငါသွားစရာရှိရဲ့အချိုးတော့မပြေဘူးဇနာဟာညီမဖြစ်သူကိုပြောဆိုရင်တွန်းတိုက်ကအပြင်ကိုကောင်းမောင်းရင်ကောလို့ထွက်သွားခဲ့ပါလားရေနီလာတယောက်ခမရတော့ဝမ်းနှဲစွာနဲ့ပဲကြံ့ရစ်လို့หนีခဲ့တာပေါ့မြေတာပေးရင်မြေတာပြန်မရတဲ့အခြေအနေတကူဟာဘလောက်ထိခံစားရကြောင်းကိုခံစားခဲ့မှုတွေကျွန်တော်ရဲ့ပြည့်သက်ကြီးတွေပိုတိမယ်လို့ထင်ပါတယ် ဒီလိုနဲ့ညနေခင်းကိုရောက်တော့ဆန္ဒဟာဈေးဘက်ကိုရောက်လာခဲ့ပြီးသူမသဘောကျနေတဲ့ဖိုးထုရှိရာစီကိုလာခဲ့လိုက်ပါတယ်ဖိုးထူကသူမငယ်စဉ်ဘဝကလေးကတစ်ဖက်သက်သဘောကျနှိမ့်ဆိုင်ခဲ့တာပဲဖြစ်ပါတယ်။ဖိုးထူကအရက်ရှိရှိအသားညွညွဆူဆူနဲ့ယောက်ျားတွေမှာချီးစည်ရှိတိုက်တဲ့ခန္ဓာကိုယ်အရွယ်စားကလည်းရှိလို့နေပါတယ်။နောက်ပြီးကရုံပေါက်ကေကိုအမျက်ညံ့တက်ပြီးမျက်ခုံးကောင်းကောင်းနားလည်းရှူရှူနဲ့ပြပြလာတဲ့နှကန်းတွေဟာသူ့ရဲ့ယောက်ျားဆံမှုကိုပြသလို့နေရပါဘော။ ။အဲဒါကြောင့်ပဲပိုတူကရက်ကွက်ထဲမှာတင်မကားပဲတခြားနေရာကကောင်မလေးတွေကပါသဘောကျခြင်းကိုခံရတဲ့အမျိုးသားတစ်ယောက်ဖြစ်လို့နေတာပေါ့။ဒါပေမဲ့လို့လေပိုတူကတော့သူမကိုဆိုမတိကျေကျွန်ပြူကအမြဲနီလာကိုပဲမျက်နှာသာပေးပြီးပေါ်ပေါ်ရွရွဆက်ဆံလေးရှိပါတယ်။အဲဒါကြောင့်ပဲနီလာအပေါ်အမုန်းတရားတွေကလည်းများတဲ့တက်များလာခြင်းလည်းဖြစ်တာပေါ့။အခုလေသူမမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ရင်ဘတ်သေးကအမုန်းတရားတွေက ပို့ပြီးတော့ကြီးထွားလို့လာခဲ့ပါရယ်ဖိုတူဟာနီလာနဲ့အတူတူစကားတပြောပြောနဲ့လမ်းလျှောက်လာခဲ့ခြင်းလည်းဖြစ်တာပေါ့နေရောက်သားကလည်းပျော်ရွှင်နေတဲ့ပုံပေါက်နေခဲ့ပြီးဘေးပတ်ဝန်းကျင်ကိုလည်းမေ့နေတဲ့ပုံစံပါပဲအဲ့ဒီမြင်ကွင်းကိုကြည့်နေတဲ့ဆန္ဒဟာ လက်သီးကိုတင်းနေအောင်စုပ်ပြီးနီလာကိုအညိုကြီးစွာကြည်လို့နေတာပေါ့။သူမရဲ့ဒေါသတွေကလည်းမထိန်းချုပ်နိုင်တော့အောင်စူပွဲလို့နေပါရယ်။ဒါပေမဲ့လို့ရှစ်တဲ့သူအရှိမသူမရဲ့ပုံစံကိုမမြင်စေချင်တာကြောင့်အင်ကိုသာလှည့်ပြန်လာရင်နီလာကိုပဲစောင့်နေခဲ့လိုက်တာပေါ့။ခဏအကြာမှာတော့နီလာလည်းအင်ကိုပြန်ရောက်လို့လာခဲ့ပါတော့ရယ်။နီလာကိုမြင်တော့ဆန္ဒကဒေါသတကြီးနဲ့သဘင်တွေကိုဆွဲဆောင်ခဲ့လိုက်တာပေါ့။မြေကိုတတ်မှာမြေလိုစနိုက်ကြော်တဲ့ကောင်မကိုတတ်မှာ ငါမှရှိရဲ့အရာတွေအကုန်လိုက်လူနေတဲ့နေုံကတပ်ပစ်ချင်နေမလောက်ပါနဲ့ဘာတွေဖြစ်နေကြတာလဲလှက်စံမင်းတို့ဘလို့ဖြစ်နေတာလဲအမေခင်ဟာတမီးနှစ်ယောက်ကြားတဲ့ဝင်တားရင်ဆန္ဒကိုအော်ဟစ်ဆဲဆိုခလိုက်ပါတယ်ဆန္ဒကတော့ဥတူနေပြီးအမေရောက်လာတော့မှစိတ်နေနေလျှော့ကစောင့်တွန်းလိုက်တဲ့အခါမှာတော့အမေရောညီမရောပါအနောက်ကိုဖင်ထိုင်လျက်သားလဲကြလို့သွားခဲ့ပါတယ်ဟဲ့မိဆန္ဒနင်း ညို့ငါမွေးလာတာလေမွေးရကြုံမနဲ့တဲ့ဟာမညို့ကျွေးဝပြုစုလာတဲ့မိဘကိုဘလို့ပုံစံလာဆက်ဆက်နေရလဲဘာမှမပြောရှင်လို့လွတ်ထားပေးရဟိုအကောင်းမှတ်နေရလားဟမ်ပြောစမ်းပါဦးအမေကိုတမင်ရည်ရွယ်ပြီးလောက်တာမှမဟုတ်တာအမေဟာအမေဝင်လာတာလေအမေသမီးကသမီးကောင်လေးကိုစနိုက်ကြော်နေလို့သမီးကဆုံးမနေတာအမေကဘာသိလို့လဲဟဲ့မိဆန်နာမင်းတို့အကြောင်းငါကောင်းကောင်းမသိပေမဲ့ ရက်ွက်ထဲမှာတော့နင့်အကြောင်းအမြဲကြားရတယ်။မောင်ဖိုးထုနဲ့ညီနေကဘလို့ပတ်သက်နေလို့ရောပြီးတော့ယောက်ျားတယောက်အတွက်နဲ့များကိုညီမကိုအခုလိုလောက်ရသလား။နင်ဟာလေအရှက်ကိုမရှိဘူး။အမေဖြစ်သူရဲ့တသိန်းသဆန်အပြောစကားတွေကြောင့်စန္နာဟာမျက်ရည်ကြီးကျလိုလာပါတယ်။ကြာနေတဲ့မျက်ရည်ကိုမတိကျင်အောင်ဆောင်ရင်းမဲသူ့ရဲ့ထုံးစံအတိုင်းအမေဖြစ်သူကိုပြန်ပြောခလိုက်တာပေါ့။အမေသမီးကိုအဲ့လိုမပြောပါနဲ့။ တမီးကလည်းအမေတမီးမဟုတ်ဘူးလားငါတမီးမလို့နင့်ကိုလိမ်မာစေခြင်းလို့ပြောနေတာဟဲ့အခုကရောတမီးကစိုးတန်းနေလို့လားအမေတမီးကိုတမီးလှလှပပနေရယ်တမီးပြောတာတမီးလောက်တယ်လေအဲ့ဒါအပြစ်လားအမေတို့အဖေတို့ကသာ အရင်ကလေးကမကြိုးစားခဲ့လို့တမီးတို့ကအခုလိုမျိုးစင်စင်ရဲရဲနေနေရတာ မိဘရဲ့စကားတွေဟာသူမကိုအယမ်းနာကျင်စေပါတယ်။နောက်ပြီးနီလာကိုလည်းတပြေးပြေးနဲ့မုန်းတဲ့စိတ်တွေကဝင်ရောက်လာခဲ့တာပေါ့။အဲဒီနောက်မှာတော့ဆန္ဒကအိမ်ကနေထွက်လို့လာခဲ့ပြီးစိတ်ပြက်လက်ပြက်နဲ့အရက်ဆိုင်ကိုသွားခဲ့လိုက်ပါတယ်။မိန်းကလေးတယောက်ဖြစ်ပေမဲ့လို့လည်းအရက်ဆိုင်မှာအရက်တောက်ရတာကိုသူမအနေနဲ့ရှက်တယ်လို့မခံစားခဲ့မိပါဘူး။မိန်းကလေးတွေလည်းယောက်ျားလေးတွေနဲ့တန်းနှုတ်ရင်ပေါင်တန်းနိုင်တဲ့ခေတ်ကိုရောက်နေပြီမဟုတ်လားဗျာ။ အချိန်တော်ကြအောင်အရက်တော်တော်နေပြီးပတ်စံကုန်သွားတဲ့အချိန်မှသာထားပြီးအိမ်ပြန်ဖို့ကိုတွေးရင်းရိုင်းတိုင်းတိုင်းနဲ့လမ်းလျှောက်လိုလာခဲ့ပါရဲ့အရက်တောက်ထားတဲ့အချိန်ကြောင်းတလောကလုံးကချက်ချလဲနေသလိုဖြစ်လို့နေတာပေါ့။နောက်ပြီးဘေးဘဝင်ကျင်းမှာရှိနေတဲ့အမူးသမားတွေကိုတော့ဂယုမဆိုင်နိုင်ပဲကိုအတွေးနဲ့ကိုသာရှုံလုံနေပါရဲ့။တန်တာတို့ရဲ့ဖခင်ဟာနီလာတနစ်ကျော်လောက်ကလေးကစုံပါသွားခဲ့တာပါ။ နီလာကမမွေးခင်အထိသူမဟာအိမ်မှာအရှိခံရဆုံးဖြစ်ပေမဲ့လို့လည်းနီလာလည်းမွေးပြီးရောသူမရဲ့နေရာတွေဟာပျောက်လာသလိုခံစားလာခဲ့ရပါတယ်။ဒါပေမဲ့လို့လည်းဖခင်မတည်ဆုံးခင်တုန်းကတော့ဖခင်ကသူမကိုအရန်ရှိပြီးအလိုလိုက်တာကြောင့်ပျော်ရွှင်ခဲ့ရပါသေးတယ်။ဖခင်ဆုံးပါပြီးသွားတဲ့နောက်မှာတော့မိခင်ဟာသူမကိုလည်းဂယုမဆိုင်တော့ပဲအငယ်မကိုသာပြုစုရင်းသူမဟာဘေးကိုတဖြည်းဖြည်းရောက်လို့လာခဲ့တာပေါ့။အဲဒါကြောင့်မဲမိခင်ကိုအရွယ်တိုက်ရှင်စေအငယ်မကိုမနာလိုတဲ့စိတ်တွေက ငငင်ကလေးကသူမရဲ့စိတ်ထဲမှာကိန်းအောင်လို့နေပါတော့တယ်။ဒါပေမဲ့တခါတလေမှာတော့အကောင်းဆုံးဖြစ်အောင်နေထိုင်ဖို့ကြိုးစားခဲ့ပေမဲ့သူမကိုအကောင်းမမြင်တဲ့မိခင်ကတော့ဆန္ဒပါပဲလုံးလုံးအပြစ်ပဲမြင်နေတတ်ကညီမဖြစ်သူနဲ့ပဲအမဲရှင်ခံနေခဲ့ရပါတယ်။ကိုချန်ငယ်တဲ့သူနဲ့ရှင်ပြောခံရတဲ့ခံစားချက်ကဘလောက်ဆိုးွားကြောင်းအပြောခံရဘူးတဲ့သူတွေသာ နားလည်နိုင်ပါလိမ့်မယ်။ဆန္ဒကလည်းအငယ်မှအကြောင်းကိုတွေးမိလိုက်တာနဲ့အမုန်းတရားတွေကကြီးစိုးလို့လာခဲ့တာပေါ့။ အဲဒီအချိန်မှာပဲဘေးမှာကျွတ်ကျွတ်ကျွတ်ဆိုတဲ့အတန်းကိုကြားခက်လိုက်ရတာကြောင့်ကြီးခက်လိုက်တဲ့အခါမှာတော့အမိုက်ပုံးသားမှာအမှုသမားတစ်ယောက်ကလဲနေခဲ့ပါတယ်။အဲဒီဘေးနားမှာတော့ကျွတ်တကောင်ရှီလုံးနေခဲ့ပြီးတည်ဆုံနေတာကိုမြင်ခဲ့လိုက်ရတာပေါ့။အကြောင်းရင်းကတော့ကျွတ်ဟာအစိမ့်မိပြီးတည်ဆုံနေတာပါ။အဲဒီကြောရဲ့နဘေးနားမှာလည်းအပြာရောင်အစိတ်တရှိုးကရှိလို့နေပါသေးတယ်။အိမ်နောက်မှာတော့စန္နာကမတွေးသင့်တဲ့အတွေ့တွေကိုဝင်ရောက်လာခဲ့ပြီးသူမရဲ့မျက်လုံးတွေဟာအယောင်တောက်လို့သွားခဲ့ပါရဲ့။ဒီလိုနဲ့မနေ့ရောက်တော့စန္နာဟာအင်းကိုပြန်လာခဲ့တာပေါ့။ မကြီး။အင်းညင်ဒီနေ့ဈေးရောက်မသွားဘူးလား။မသွားဘူး။အမေရဲ့သွေးသွိုးနေရမထနိုင်ဘူးလေ။ဒီနေ့တော့အမေဘေးမှာပဲနေပေးလိုက်မလို့။လီလာကလက်ထဲမှာထွင်းကွက်ခွက်ကိုကင်ထားရင်အမားဖြစ်သူကိုကောင်းကောင်းမွန်မွန်နဲ့ပဲပြန်ပြေးခေလိုက်တာပေါ့ဆန္နာကလည်းဝီကင်ဖြစ်သူကိုကြည့်လိုက်တော့ပင်ပန်းနေပုံပေါက်နေတာကြောင့်အနှင်းငယ်တော့ဝမ်းနေသွားခဲ့ပါတယ်မကြီးသမင်းစားတော့မလားဟင်ညီမလေးဒီနေ့ စက်သားနဲ့ဘူဒီချက်ထားတယ်။အမေစားရင်လဲအားရှိအောင်လို့လေ။ဆန္ဒကတော့ဘာမှပြန်မဖြေပဲကောင်းငိတ်ပြီးတာဖြေပေးလို့နီလာတရားမိဖို့ကြောင့်ဘက်ကိုထားသွားခဲ့လိုက်ပါရယ်။နီလာထားသွားတာနဲ့ဆန္ဒလည်းစောရကနီလာကင်ထားတဲ့ပကံနာကိုတွားခဲ့လိုက်ပြီးသူမယူလာခဲ့တဲ့အပြာရောင်အစိတ်ရည်နည်းနည်းကိုထိတ်ခဲ့လိုက်တာပေါ့။တည်တည်ချာချာနဲ့မြန်မြန်ဆန်ဆန်လှုပ်ပြီးတဲ့နောက်မှာတော့ခြေတံကြားလာတော့မတ်တက်ကိုအမြန်ရက်ခဲ့လိုက်ပြီးပြုံးနေခဲ့လိုက်ပါတော့ရယ်။မကြီးရပြီ။ ဒီမှာပူပူလေးပဲရှိသေးတယ်။ငါဘိုက်မစားတော့ဘူး။ပြီးမှပဲစားတော့မယ်။ရေသွားချိုးလိုက်အောင်မယ်။နင်မဲနင့်ပကံအောင်နင်ဆက်စားလိုက်တော့အဲဒီနောက်မှာတော့စန္နာဟာနီလာရဲ့ဘေးကနေဖြတ်ရှောက်လို့လာခဲ့ပြီးအနောက်ကိုရောက်တော့သူမရဲ့ညီမကိုလက်ကြည့်ကကြောက်စရာအပြုံးတစ်ခုကိုစင်မြန်းခဲ့လိုက်ပါတော့တယ်။အဲဒီနောက်ရေချိုးပြီးအိတ်ကြီးကိုပြန်လာခဲ့တဲ့အခါမှာတော့မိဖို့ကြောင့်နဲ့မှနီလာဟာတကုတ်ကုတ်နဲ့အလုံးလုံးနေတာကိုတွေ့ခဲ့လိုက်ရတာပေါ့။ဟဲ့ မြေစောနာပကံတွေကထမင်းတွေစားပြီးသွားပြီလားရှင်စောနာဟာကိုပြောတာလားအဲ့ဒါညီမလေးစားဖို့မဟုတ်ဘူးလေညီမလေးကအစောအစားပြီးပြီအမေအတွက်ခူးပေးထားတာအမေကမထနိုင်တော့အစင်သစ်စားရအောင်လို့လေဟင်ညီမပြောလိုက်တယ်အဲ့ဒါအမေအတွက် တပြိုင်နက်တည်းမှာပဲမိခင်ဖြစ်သူရဲ့ရှောင်းဆိုးတန်တချို့နဲ့အတူပကံလွတ်ကြတန်တွေကပေါ်ထွက်လို့လာတာပေါ့။နီလာနဲ့ဆန္ဒကားလည်းအမေဖြစ်သူကိုအ мян ပြေးသွားရင်အခြေအနေကိုကြည့်ခဲ့လိုက်တာပေါ့။မိခင်ဖြစ်သူဟာအိယာပေါ်မှာအစိမ့်မိလို့နေခဲ့ပြီးခန္ဓာကိုယ်ဟာလည်းအကျိုးတွေလိုက်နေသလိုရုန်းကန်နေခဲ့ရပါတယ်။ဒီမှာတော့အင်္ဂါအတန်တွေကြောင့်ပတ်ဝန်းကျင်ကလူတချို့ကလည်းရောက်လို့လာခဲ့ပြီးအခြေအနေကိုစောင့်ကြည့်နေခဲ့ကြပါတယ်။အမေသမီးအမေကိုကယ်ပေးကြပါဦး။အမေဘာဖြစ်တာလဲမသိဘူး။အမေရေ ။ဆန္ဒကတော့အရှိကမိခင်ရဲ့ပုံစံကိုမြင်တော့ကြောက်လန့်တုန်လုံးနေခဲ့ပြီးအနောက်ကိုစုံရင်းစုံရင်းပဲအိမ်ကြီးမှာရန်နေတဲ့လူတချို့နဲ့တိုက်မိလို့သွားခဲ့ပါရယ်။အဲဒါကြောင့်ပဲသူမရဲ့ပေါင်းမိတဲ့ကအပြာရောအစိတ်ထုတ်ကမတော်တဆပြုတ်ကျလို့လာခဲ့တာပေါ့။ရက်ကထဲကလူတွေကတော့ပြုတ်ကျသွားတဲ့အစိတ်ထုတ်ကိုမြင်ပြီးအံ့ဩသွားကြကသူမကိုကြည်နေခဲ့ကြပါရဲ့။ငါငါလောက်တာမဟုတ်ဘူးနော်။ငါဘာမှမလုပ်ဘူး။နီလာဟုတ်တယ်။နီလာလောက်တာ။နီလာအမေကိုတတ်လိုက်တာ။ ။နီလာကလည်းအရန်ကိုဝန်းနေနေပြီးတော့အမားဖြစ်သူကိုမယုံကြည်နိုင်စွာပဲကြည်လိုက်တော့ဆန်နာလည်းသူတို့ရဲ့အကြည့်တွေကိုမခံနိုင်မြဲအဆုံးအပြင်ကိုပြေးထွက်လို့သွားခဲ့ပါတော့ရယ်။အဲဒီနေ့ဟာအိန္ဒိယဆိုတဲ့ရက်ွက်ထဲမှာဆန်နာရဲ့တဲ့တင်တွေဟာပြန်နှံ့လို့သွားခဲ့ပြီးရက်ွက်ထဲကလူတိုင်းလိုလိုသူမရဲ့အကြောင်းတွေကိုပြောနေရင်တရက်ွက်လုံးမအားလက်နိုင်ဖြစ်လို့နေခဲ့ကြတာပေါ့။မီကင်ဖြစ်သူရဲ့အာသူဘကိုနီလာတယောက်ကသာအစာအဆုံးလိုက်လို့လို့နေခဲ့ပြီး တန်တာကတော့အရေးအယောင်တောင်ပေါ်မလာပဲအပုံးကောင်းလို့နေသေးပဲဖြစ်တာပေါ့။ဒီလာကလည်းအခုအချိန်မှာတော့အမဖြစ်သူကို မုံတီးလို့တွားခဲ့ပါပြီ။ငယ်ချင်းကလေးကသူမတို့နှစ်ယောက်ကိုဒီမီခင်တယောက်တည်းကသာရုံးကန်ကျွေးမွေးလာခဲ့ပြီးအချိန်ကနေမမမမရက်တီပေးခဲ့တဲ့အမေမာကြီးကိုစူရဲဆဲရဲဆိုပြီးမဲ့တပတ်မှ၄-၅ရက်လောက်ကမာကြီးကြိုက်တဲ့ဟင်းတွေကိုအမျက်ရှက်ပေးတဲ့အမေ။ မာကြီးကိုအရန်လိမ်မာစေခြင်းဖြင့်တိမ်တိမ်မွန်းမွန်းမိန်ကလေးတယောက်ဖြစ်နေအိမ်တော်ဘက်ကောင်းတယောက်ကိုရှာတွေ့ပြီးအေးအေးချမ်းချမ်းနေစေချင်တာကလည်းမိခင်ဖြစ်သူရဲ့ဆန္ဒပါပဲအခုတော့အမေဟာမာကြီးရဲ့မတိတက်မှုမလိမ်မာမှုတွေကြောင့်ပဲစုံပါလို့သွားခဲ့ပါပြီဒီလိုနဲ့တပတ်လောက်ကြာမှတော့ညာကြီးတကောင်ရဲ့လောက်ဆန္ဒကအိမ်ကိုပြန်လာခဲ့ပါတယ်အဲ့ဒါကတော့သူမရဲ့ပစ္စည်းတချို့ကိုလာယူခဲ့ခြင်းလည်းဖြစ်တာပေါ့။ဒါပေမဲ့အဲ့ဒီချိန်ဆန်နာရဲ့စိတ်ထဲမယိုးမယွခံစားနေကြရပြီးစက်သိမ်းမွေးညင်းနေပါထားလို့လာတာပေါ့။ လေတူကလည်းတပြေးပြေးအေးစက်နေကတစုံတစ်ခုကအနောက်ကနေသူမကိုစိုက်ကြည့်နေတဲ့အလားခံစားခဲ့လိုက်ရတာပေါ့အဲဒါကြောင့်တတိကုံမွေးပြီးအနောက်ကိုလှည့်ကြည့်လိုက်တော့ဘာမှရှိမနေခဲ့ပါဘူးသူမစိတ်ထင်တာပါလို့ပဲတွေးမှန်းပြီးတစ်ဖက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာတော့တရေကြီးဟာမျက်နှာရှိကနေရုတ်တရက်ပေါ်ထွက်လို့လာပါတယ်တနည်းအားဖြင့်ပြောရရင်တော့သူမအမေရဲ့ဝိညာဉ်ဖြစ်တာပေါ့နေငါ့ကိုတတ်တာနေငါ့ကိုတတ်ခဲ့တာ ။တရာကတော့အရန်ကိုကြောက်လန့်လို့သွားခဲ့ပြီးအနောက်ကိုပက်လက်လန်လဲကြရင်အသက်ရှူလန်တွေကပြင်းထန်လာခဲ့ပါတယ်။တမီးလောက်တာမဟုတ်ဘူးအမေ။တမီးဘာမှမလုပ်ဘူး။အဲ့နော်ဝိညာဉ်ကပျောက်ကွယ်လို့သွားခဲ့တာကြောင့်ဆန္ဒလေးအနှဲငယ်စိတ်အေးလို့သွားခဲ့ပါရယ်။ရှက်ရှင်းမဲထကထွက်ပြေးဖို့လုပ်ရင်သူမကြည်လိုက်တဲ့နေရာအနှံပြားမှာမိခင်ရဲ့ဝိညာဉ်ကရှောက်လန့်လို့နေပါတော့ရယ်။ဆန္ဒကလည်းကြောက်လန့်ကြအာကောင်းရှိအောင်အော်နေတာကြောင့်ပဲအိမ်ထဲကနီလာတယောက်နိုးလာပြီး အတန်ကြာရစီကိုပြေးထွက်လို့လာခဲ့တာပေါ့။နီလာလည်းအပြင်ရောက်တော့မှအမဖြစ်သူဖြစ်နေပြီးတကူးကူးကိုတုံလုံးလျှောက်ရှားတဲ့ပုံစံပေါက်နေခဲ့ပါတယ်။နီလာကလည်းအမကြီးကိုကြည့်ပြီးစိတ်မကောင်းဖြစ်ရတာအားပေးဖို့အတွက်အမကိုခေါ်ခဲ့လိုက်တာပေါ့။ဆန္ဒကတော့ပြေးထွက်လာတဲ့ညီမဖြစ်သူကြောင့်အနှဲငယ်အားရှိသွားကမော်ကြည့်ခဲ့လိုက်တော့နီလာရဲ့အနောက်မှာဒေါသထွက်နေတဲ့အမေဖြစ်သူရဲ့ပုံစံကြီးကိုမြင်တွေ့ခဲ့လိုက်ရပါတယ်။အဲဒါကြောင့်ပဲကြောက်လန့်နေကြအော်ကအပြင်ကိုပြေးထွက်လို့သွားခဲ့တာပေါ့။ ပျောက်တဲ့စိတ်ကကြီးစိုးနေတာကြောင့်ဘာကိုမှမသိတော့ပဲအဝေးကို ပြေးထွက်သွားခြင်းနေခဲ့ပါတယ်အဲဒါကြောင့်ပေပဝင်းချင်းကိုအာရုံမရှိတော့ပဲပြင်းရင်ပြင်းရင် လမ်းမပေါ်ကိုရောက်မှန်းမသိရောက်လို့လာခဲ့ပါရယ်လမ်းမပေါ်လဲအရောက်အရှိန်နဲ့မောင်းလာတဲ့ကားစီးကသူ့မောင်းကိုဖျက်တိုက်လို့သွားရင်နေရာမှာတင်ပွဲချင်းပြီးတည်ဆုံလို့သွားခဲ့ပါရယ် အနောက်မှာပြေးလိုက်လာတဲ့နီလာကတော့အဖြစ်ပြက်တွေကိုမျက်မြင်ကိုယ်တွေ့မြင်တွေ့ခဲ့လိုက်ရတာပေါ့အဲဒီနောက်အဝင်းကျင်ကလူတွေကလည်းရောက်ရှိလာခဲ့ပါတယ်နီလာကတော့အမဖြစ်သူရဲ့အဖြစ်ပြက်ကိုကြည်ရင်ပဲငိုကြွေးဖို့ကိုသာတက်နိုင်ပါတော့တယ်အဲဒါကြောင့်လမ်းလေကောင်းမှာအမဖြစ်သူကိုကြည်လိုက်ငိုလိုက်နေအလောရှောလုံးနေခဲ့ပြီးပတ်ဝန်းကျင်ကလူတွေကတော့တည်သွားတဲ့သူတဲ့ကြံရစ်နေခဲ့တဲ့နီလာကိုသာတနာနေခဲ့ကြပါတော့တယ်။အဲဒီနောက်ပိုင်းဇီနာကအပြန်မလဲညံ့ညမ်းဆိုရင်ငိုတံတွေကကြားလို့လာခဲ့ရတာပေါ့။ ညီမလေးညီမလေးအမားဖြစ်သူရဲ့ကြည်လင်နေတဲ့အတန်ကအိတ်နေတဲ့နီလာအဖို့တာယာနာပြောဖွဲ့ကောင်းလွန်လာပါတယ်။ဒါပေမဲ့အစမပြတ်ခေါ်နေတာကြောင့်တတိထားမိလို့သွားခဲ့ပြီးအိယာကနေနိုးထလွလာခဲ့တာပေါ့။တရှုံရှုံငိုတန်တဲ့အတူညီမလေးအမေဆိုတဲ့အတန်တွေဟာကြက်တီထားစီရကောင်းလို့သာပါရယ်။နီလာကတော့အတန်လာရစီကိုရှင်းရှင်းထပြေလို့သွားခေလိုက်တာပေါ့။အဲဒီနောက်ဇီနာကိုရောက်လာတော့သပင်းစုပ်ပွားနဲ့အမျိုးသမီးတယောက်ကတိုင်းပြီးငုံနေတာကိုတွေ့ခေလိုက်ရပါရယ်။ ။မကြီးမကြီးလာဟင်ညီမလေးအမေကြောက်မှန်ပါတယ်။နောက်ဆုံးမှာတော့ဆန္ဒရဲ့ဝိညာဉ်ဟာတဖြည်းဖြည်းကြီးလာခဲ့ပြီးရဲ့နောက်မှာတော့အချိန်တော်တော်ကြာမကျွမလွတ်တော့မဲပိတ်တာကြီးတကောင်ဖြစ်လို့သွားခဲ့ပါတော့ရီ။ကျွန်တော်ရဲ့ပရိသတ်ကြီးတွေကရောဒီဇယ်လန်နဲ့မှာဘသူကတနာစီရအကောင်းဆုံးလို့ထင်မိသလဲဆိုတာကိုကောမန့်မှာဖြေသွားပေးခဲ့ကြပါအောင်နော်အားလုံးပဲတာယာပျော်ရွှင်သောနေ့ရက်ကလေးပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရခင်ဗျာ ဆုံးဒီနားဆင်ပေးကြတဲ့ပရိသတ်တွေအားလုံးပဲကျေးဇူးတော်တင်ရှိပါတယ်ခင်ဗျာနောက်တဲ့ဗီဒီယိုတွေမှာအကောင်းဆုံးတွေတို့ပြန်လာခဲ့ပါမယ်ခင်ဗျာ